ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုအိုးနောင်တော်လေးစူးစီးတင်ဆက်ထားတာပါ။မြန်မာသုံးအနေနဲ့ပြင်ဦးလွင်မြို့ရွှေဆိုင်ဓမြမှုဖြစ်စဉ်ပေါ့ဗျာနော်။အဲဒီဖြစ်စဉ်မှာကျွန်တော်တို့ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းတွေကိုကြည့်လိုက်လို့ရှိရင်ဆိုင်တွင်းကိုဒီတနက်ပါတဲ့ဓမြနှစ်ယောက်ကပေါ့ဗျာနော်။လူရဲသူနှစ်ယောက်ကဝင်လာပြီးတော့ဆိုင်ဝန်တန်းတွေကိုကိုတိလေးရောက်ဒီဘွားစော်ကားပြီးတော့မှ လူယူသွားတဲ့ဖြစ်စဉ်မျိုးပေါ့အဲ့ဒီမှာကြည့်မယ်ဆိုရင်လည်းဆိုင်ဝန်တန်းနေနေကဆိုင်လုံးကျုံရေးဝန်တန်းကဆိုင်ဝန်တန်းအမျိုးသမီးတွေရောကဒီကောင်းတွေရဲ့ဝင်ရောက်လူရမှုကိုငြိမ်ခံ ပြီးတော့ဒီဘာမှမတုံ့ပြန်မဲနဲ့ပေးလိုက်တာမျိုးမဟုတ်ပဲနဲ့ပြန်လေတစ်ခုကံတုံ့ပြန်ပြီးတော့မှမဖြစ်တာတဲ့အစုံပေးလိုက်ရတဲ့အခြေအနေမျိုးပေါ့ဗျာနော်မဖြစ်တာတဲ့အစုံပေးလိုက်ရတဲ့အခြေအနေမျိုးရှိတယ်အဲ့ဒီမှာဒီလုံချုံရေး ဝန်တန်းကတော့ဂျမ်ဖတ်တမရဲ့ပြစ်ခတ်မှုကြောင့်တေဆုံသွားတယ်တေဆုံသွားပြီးတော့ဒီဓမြတစ်ယောက်နဲ့လုံထွေးတပ်ပုံနေတဲ့အမျိုးသမီးကလည်းကျွန်တော်နောက်ပိုင်းကြားသိရတဲ့သတင်းအရတော့ဆေးရုံမှာလို့သိရတယ်သူလည်းအပြစ်ခံရတယ်ပေါ့ဗျာနော်ဒီလုံထွေးတပ်ပုံစင်မှာပဲအပြစ်သွားတယ်လို့ယူဆရတယ်ပြစ်သွားတာမဟုတ်ချင်လဲတော်တော်လေးကြီးကြီးမားမားထိခိုက်မှုဖြစ်အောင်လှုပ်ဆောင်သွားတယ်လို့ဒီလိုမျိုးယူဆရမှာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်မှာကျွန်တော်တို့ကကြည့်လိုက်လို့ချင်းဓမြနှစ်ယောက်ကဆိုင်ကယ်နဲ့ထွက်ပြေးမဲ့အချိန်မှာ ကျက်ဥတွေကသူကင်လာတဲ့ကျက်ဥတွေနဲ့ထိုးပြီးတော့ပြစ်လိုက်တာမျိုးပေါ့ဗျာနော်အဲ့ဒါကိုရုပ်တံမှာတွေ့ကြရမှာဖြစ်ပါတယ်ဒီတရခံတကောင်အကျန်းဖတ်သမားတကောင်ဖန်စီရမိခြင်းအစကအဲ့ဒီကျက်ဥတွေကပါပဲလေးစားဖို့ကောင်းပါတယ်အမျိုးသမီးဖြစ်ပေမဲ့သူဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ့ရင်းရင်းမြန်မြန်ဒီကောင်လေးထွက်ပြေးလို့မရအောင်လှုပ်လိုက်တယ်အဲ့ဒီလိုလှုပ်လိုက်တော့မှနောက်ကထိုင်စည်းမဲ့ကောင်က လွတ်မြောက်သွားတယ်အရှိမထိုင်နေတဲ့ကောင်ကတော့မလွတ်မြောက်လိုက်ဘူးပေါ့ဗျာနော်ဒီကျဲဥတွေကကျဲဥဘန်းနဲ့ပြစ်လိုက်တဲ့အချိန်မှာလုံချုံရေးကမ္ဘောဇာဘန်လုံချုံရေးဝန်ထမ်းကလည်းဝင်ပြီးတော့ဒီကောင်ကိုဝင်ရိုက်နှက်ပြီးတော့ဖမ်းဆီးတာမျိုးဒီကောင်ထဲမှာလက်နက်ပါနေတော့ဟိုကြောက်ရွံ့ကြောက်ရွံ့နဲ့လှုပ်ရတာမျိုးအခြေအနေတော့ရှိတာပေါ့နော်ဒါပေမဲ့အမျိုးသမီးတွေဖြစ်ပေမဲ့လည်းဒီလိုအခြေအနေမျိုးမှာဒီအကြံဖတ်သမားကိုဖမ်းဆီးရမိဖို့တပတ်တလန်းကနေကူညီဆောင်ရွက်ပေးတယ်ဒါကိုတပ်ဆိုင်ရာတာဝန်ရှိသူတွေကဂုဏ်ပြုကြရမှာပါ ဒီကျုပ်တဲ့အမျိုးသမီးရောလုံခြုံရေးဝန်ထမ်းရောတခြားဝန်ထမ်းတွေရောဒီလိုအခင်ဖြစ်နေတဲ့အချိန်မှာတာဝန်ရှိသူတွေအနေနဲ့ကဗျတခြားသောကိစ္စတွေရှိမယ်အချိန်နဲ့တပြေးညီရောက်မလာနိုင်ဘူးဖြစ်စဉ်ဖြစ်ရဖြစ်ပွားတယ်ပြီးတော့မှရောက်လာတဲ့အခြေအနေမျိုးဖြစ်ခြင်းဒါကဖန်စီရောင်မိမှုမလွယ်တော့ဘူးပေါ့ဗျာနော်ကြံရှိနေသေးတဲ့တရားခံတယောက်ကိုဖန်စီရောင်မိဖို့လည်းဆက်လက်ဆောင်ရွက်နေတယ်လို့အဲဒီဒေတာကန်သတင်းတွေကသိရပါတယ်ကျွန်တော်ဒီရုပ်သံမပြောခင်အထိတော့မမိသေးဘူးအလေလာစုံစမ်း ေါ်ထုတ်နေသေးပဲပေါ့ဗျာနော်အတရင်နေကြလဲမန်နေဘက်ကိုပြေးတယ်ဆိုတဲ့အခြေအနေမျိုးတွေ့ရပါတယ်အဒီဖြစ်စဉ်ကတော့ရှာရှာပါပါဓမြမှုဖြစ်စဉ်မှာဓမြကိုအမျိုးသမီးကစပြီးတော့ဖန်စီရမိအောင်ဂျိုပန်ဆောင်ရွက်ပေးခဲ့တယ်ဘိုင်ဝန်ဆောင်ရွက်ပေးကြတဲ့အမျိုးသမီးတွေဒီလုံခြုံရေးဝန်ထမ်းဒါတွေကဒီစံပြူတိုက်တဲ့လုပ်ရက်မျိုးပေါ့ဗျာနော်အကြံဖတ်သမားတယောက်ကိုရင်ဆိုင်ပြီးတော့ဖန်စီရမိအောင်ဆောင်ရွက်နိုင်တယ်ဆိုတာက ရှားပါတယ်ဒီလိုဖြစ်စဉ်မျိုးရှားပါတယ်မန္တလေးမြို့ပေါ်တို့တခြားတခြားသောနေရာတွေမှာဖြစ်နေတဲ့ကိစ္စတွေမှာဒီအကြံဖတ်သမားကိုခုခံနိုင်တာမျိုးမရှိဘူးအဲတချို့ဝန်ထမ်းနေဆိုရင်ဘာမှမလုပ်ဖဲနဲ့ဟိုအကြံဖတ်သမားလက်ထဲလူသမားပစ္စည်းပေးလိုက်ရတာမျိုးအခြေအနေတွေဒီရှိခဲ့ပါတယ်ပေါ့ဗျာနော်အခုဖြစ်စဉ်ကတော့ဆိုင်ဝန်ထမ်းတွေမှာလည်းသူတို့ခုခံနိုင်စွမ်းရှိသည်ပြန်ပြီးတော့ခုခံတယ် နောက်တစ်ခါဒီလမ်းပေးစည်းတွေကလည်းဒီကိစ္စပေါ်မှာဝိုင်းဝန်းကူညီဆောင်ရွက်ကြတာကိုမြင်တွေ့ရတာမျိုးကဒါအပြုသဘောဆန္ဒဆောင်ရွက်ချက်လို့ပြောရမှာဖြစ်ပါတယ်ဒီလိုဝိုင်းဝန်းဆောင်ရွက်ခြင်းကြောင့်လည်းတရားခံတယောက်ဖမ်းဆီးရမိတဲ့ဖြစ်စဉ်ပေါ်ပြန်နော်ဒါကတော့ထူးခြားတဲ့င်းပေါ်ပြန်နော်ပြင်ဦးလင်မျိုးဟာတာမန်အဖြစ်တော့ဒီလိုဖြစ်စဉ်ဖြစ်ရမျိုးရှားပါတယ်ဒီတနက်ကြိုင်ပြီးတော့လာဓမြတိုက်တယ်ဆိုတော့တာမန်လူရက်မှုတော့မဟုတ်တော့ပေါ်ပြန်နော်ဒီလက်နက်ကြိုင်ထားတယ်ဆိုကြတဲ့က ဒီကောင်တွေဒီအကြဖတ်အဖွဲ့တွေနဲ့ဆက်ဆက်မှုရှိနေတဲ့သူတွေဖြစ်နိုင်တယ်။ဒါကတော့တာဝန်ရှိသူတွေစစ်စစ်ဖော်ထုတ်တဲ့အခါမှာဒီအခြေအနေတွေကိုသိရှိလာရမှာဖြစ်တယ်ပေါ့ဗျာနော်။ဒီကနေ့ကတော့တရင်ထုတ်ပြန်ရေးဖွဲ့ကဒါနဲ့ပတ်သက်လို့ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။နောက်ထပ်သတင်းပုဒ်ကပြကျွန်တော်ရေကောက်ပွဲနဲ့ဆိုင်တဲ့သတင်းပေါ့ဗျာနော်ဒါမနေ့တကယ်ကကျွန်တော်ကောက်နှုတ်တင်ပြဖို့ကအဲ့ဒါကတော့ရေကောက်ပွဲအသိပညာပေးလှုံ့ဆော်မှုမှာအမှုပညာရှင်တွေပူးပေါင်းပါဝင်လာတယ် ။နှုတ်ပညာရှင်တွေပူပေါင်းပါဝင်လာတာကကျွန်တော်တို့ကဟိုပေါ့ဗျာကြိုးဆိုတယ်ပေါ့ဗျာနော်။ချိန်ကသူတို့ဒီအကြဖတ်အုပ်စုနဲ့ပေါင်းပြီးတိုင်းပြပြည်ပြတ်လုပ်ခဲ့တယ်။လူငယ်တွေကိုလမ်းမရောက်အောင်လှုံ့ဆော်ခဲ့တယ်။ဒါကပြီးခဲ့ပြီပေါ့ဗျာနော်။ဒါကိုတီးခန့်ခွင့်လွတ်ပြီးတော့နိုင်ငံတော်ကသူတို့ကိုလူငယ်ချမ်းသာခွင့်ပေးခဲ့တယ်။လူငယ်ချမ်းသာခွင့်ပေးခြင်းကြောင့်သူတို့လိုလိုလလဲအနုပညာလုပ်ငန်းတွေပြန်ပြီးလုပ်ကိုင်နိုင်တယ်။ဒါသူတို့စိတ်ထဲကအစွဲကိုတော့ကျွန်တော်တို့က လွယ်လွယ်နဲ့ဖြောက်လို့ရမှာမဟုတ်ဘူးဗျာနော်ဒီရွေးကောက်ပွဲအတွက်ကမ်ပိန်းရိုက်တဲ့အချိန်မှာကြည့်တော့လေဟိုမျက်နာတွေကမျက်နှာပေးတွေကမလှဘူးပေါ့ဗျာပြောမယ်ဆိုရင်ရင်ထဲကမပါဘူးလို့ပြောတာဒါကြောင့်ကျွန်တော်စော်ကားတာမဟုတ်ဘူးနော်ရင်ထဲကမပါဘူးလို့ပြောတာဒါပေမဲ့ရင်ထဲကပါတယ်ဖြစ်စေမပါတယ်ဖြစ်စေအဲကျွန်တော်ကအပြုသဘောဆန်ဆန်လက်ခံပါတယ်နော်အဲ့ဒါကိုကျွန်တော်ကပြန်ပြောခြင်းခင်ဗျားတို့ဒီ တည်သူအများအတိဒုက္ခရောက်အောင်လှုံ့ဆော်စဉ်တော့ကတော့ခမားတို့ဦးလိုက်တဲလိုက်ငိုကြီးချမ်းမလှုံ့ဆော်အများပြည်သူကောင်းစားရေးနော်အများပြည်သူလိုလားတောင်းတတဲ့ဒီမိုကရေစီစနစ်ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိရေးလှုံ့ဆော်တဲ့အခါကျတော့ဦးလိုက်တဲလိုက်မရှိဘူးအဲတခြားသောအမှုပညာရှင်တွေကတော့ရှိတယ်ဒီအကြံဖတ်လှုံ့ဆော်မှုမှာဦးဆောင်ပါဝင်ခဲ့တဲ့သူတွေကိုပဲကျွန်တော်ပြောတာနော်မရှိဘူးတချို့မျက်နှာဘိုးတွေက အချိုးမပြေဘူးပါဗျာနော်ဒါကကျွန်တော်မရိုင်းကျင်လို့ဒါပြင်းပြင်းလေးပြောတာပါမျက်နှာဘူးတွေကအချိုးမပြေဘူးသို့တော့ပူပေါင်းဆောင်ရွက်တဲ့အတွက်တော့ကျေးဇူးတင်ပါတယ်ဒီလိုပြောချင်ပါတယ်နောက်ထပ်ဒီရွေးကောက်ပွဲနီးလာတာနဲ့များနီးပိန်းနေဆိုဒီမှာလဲဒါအောက်လန်းနီးမျိုးစုံနဲ့အဖြတ်အမှောက်လုပ်မယ်ပေါ့ဗျာနော်ဒီလူမှုကွန်ရက်စာမျက်နှာပေါ်မှာတွေ့ရတာဆိုရင်ငွေစက်ကူပေါ်မှာ ဒီရွေးကောက်ပွဲကိုစတင်တဲ့စားသားတွေရေးပြီးဖြန့်ဝေနေတာမျိုးတွေ့ရတယ်ပေါ့ဗျာနော်အဒီလိုလှုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့လည်းတာဝန်ရှိသူများအနေနဲ့မပေါ့ရော့ပါနဲ့လို့ကျွန်တော်ကတိုက်တွန်းခြင်းနဲ့မြစ်တာရက်ခံခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီတာဝန်ရှိသူတွေဘက်ကမျက်ကွယ်ပြုတ်ထားလိုက်တာနဲ့ဒီလှုပ်ရှားမှုတွေကပိုပိုပြီးတော့ကျေပြန့်လာတယ်ပေါ့ဗျာနော်အဲဒီလိုမျိုးငွေဆက်ကူပေါ်မှာဒီလိုမျိုးရွေးကောက်ပွဲကိုစတင်တဲ့စားသားတွေရေးခြင်းဟာ ဒါငွေကြေးကိုအလွဲသုံးသားလောက်တာမျိုးလည်းဖြစ်သလိုဒါငွေကြေးဥပဒေနဲ့လည်းညီစွန်းသလိုရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့လည်းညီစွန်းပါတယ်အဲ့တော့ဒီငွေဆက်ကူတွေကိုများဒီတစုံတစ်ယောက်ကရခဲ့ရင်တာဝန်ရှိသူတွေကိုအံ့နံပါမိမိကဘယ်ကရခဲ့တယ်ဥမာအဖြစ်ဈေးဆိုင်ကအမ်းလိုက်တယ်အဲ့ဈေးဆိုင်ကိုတာဝန်ရှိသူတွေကိုပြောပါအဲ့ဈေးဆိုင်ကိုသွားမိမယ်ဒီငွေဆက်ကူဘယ်ကဘသူပေးသွားတာလဲညသူတို့မှဈေးဈေးရောင်းဈေးဝယ်ပြဟိုလူတွေအများကြီးနဲ့ဆက်ဆံရတယ် အများကြီးနဲ့ဆက်ဆံရလဲအရောက်တရာရှင်အရောက်တရာဘသူတွေဘသူတွေလာဝဲသွားတယ်မေးမြန်းလို့ရတယ်အဲ့ဒီထက်ကမှစို့ကိုလိုက်ပြီးတော့တရားတွေကိုဘသူတွေလုံနေလဲဒါမျိုးလုံးဝမဟုတ်ဘူးဗျာနော်ကျွန်တော်ကမပေါ့ရော့ပါနဲ့လို့ပြောတာကဒီကျွန်တော်တို့2021 2022အခင်းကျင်းမှာလဲအပြည်တည်းရေးပိုင်းကနည်းနည်းဒီအကြံဖက်လှူရှားမှုပေါ်နှိမ်နှင်းမှုပေါ်မှာအားနည်းမှုတွေရှိခဲ့တယ်ပေါ့ဗျာအဲ့ဒီအချိန်တုန်းကဒီတဲ့ဝန်ကြီးဌာနကိုတာဝန်ယူတဲ့ပုဂ္ဂိုလ်ကလည်းတမျိုးပေါ့ဗျာ အဲဒီလိုအခြေအနေမျိုးရှိခဲ့တာပေါ့ရှိခဲ့တာဆိုတော့ပြည်သူလူထုအထိနာခဲ့တယ်အကြမ်းဖက်လှုပ်ရှားမှုအကောင်းလာခဲ့တယ်ပေါ့ကျွန်တော်တို့ကဒီပြည်ထရေးဝန်ကြီးဌာနအပြောင်းလဲဖြစ်လာပြီးပြည်ထရေးဝန်ကြီးဌာနတာဝန်ရှိသူတွေလည်းဒီပေါ်မှာဒီရတဖွဲ့ဝင်တွေဒီကနေ့နာတိတ်ဆုံးရတဲ့အခြေအနေမျိုးတွေမြင်တွေ့လာရပြီးဒီလိုအခြေအနေမျိုးတွေကြောင့်ဒီအကြမ်းဖက်လှုပ်ရှားမှုကရဲဟုတ်လည်းမညာဘူးထွေအုပ်ကိုလည်းမညာဘူးဘသူဘသူကိုမှမညာဘူးပေါ့ဗျာသူတို့အကြမ်းဖက်အဖွဲ့ကို အာမပေးတဲ့သူမှန်သမျှဘသူဘသူကိုမှထောက်ထားညတာမှမဟုတ်ဘူးဆိုတဲ့အခါကျတော့ဒီရွေးကောက်ပွဲကာလမှာအဓိကအေးအေးယူဆောင်ရွက်မှုအပိုင်းကကျတော့ဒီတည်တဲ့အပိုင်းဖြစ်နေတယ်တည်တဲ့အပိုင်းကအေးအေးယူဆောင်ရွက်မှုတွေအားနည်းရင်ပြည်ထရေးဝန်ကြီးဌာနအပေါ်ရဲတပ်ဖွဲ့အပေါ်ပြစ်တင်ပြောဆိုစရာတွေဖြစ်လာမယ်ဒီကျွန်တော်2020ရွေးကောက်ပွဲကရွေးကောက်ပွဲကာလပေါ့ဗျာနော် NLD ပါတီကမမှန်ကန်တဲ့လှုပ်ရက်တွေလှုပ်တော့မယ်ခြေလှမ်းတွေပြတ်နေပြီး နိုင်ငံရေးပါတီခေါင်းဆောင်တချို့ကတည်တယ်။နော်ကျွန်တော်ကအဲ့ဒီအချိန်မှာ NDF ပါတီဥက္ကရာဦးခင်မောင်ဆိုရင်လည်းအင်တာဗျူးမေးပစ်တယ်။မေးပစ်တဲ့အခါကျတော့ဆရာဦးခင်မောင်ဆိုကသူတို့ဒီ NLD ပါတီလုံနေတဲ့လုံပုံကံပုံနေပေါ့ဗျာ။ဥပမာဒီလွှတ်တော်ကိုယ်စားလှယ်လောင်းများကျင်းဝို့ဗျာကျင်းဝို့ဆောင်အောင်မှာဖြည့်ဆွတ်တယ်ပြင်ဆင်တယ်ဒါတွေလုံတဲ့နေရာမှာဘုက အများဆန်တော့ဘုလေးမထားပဲနဲ့ UEC ကလုံချင်ရည်လုံနေပြီအဲဒီမှာလဲ ဒီ anti back ပါတီဘက်ကသူတို့ဒါကိုလက်မခံဘူးအဲ့ဒီလိုလုံရမျိုးတွေမြင်တွေ့လာရပြီ နောက်တစ်ခါဒီရွေးကောက်ပွဲရက်ကကိုဗစ်နဲ့တော်တော်လေးပြဿနာတက်နေတယ်နိုင်ငံရေးပါတီတွေဘက်ကဒါကရက်ရွှေ့လို့ရတယ်ဆိုတော့ကိုလည်းတိုက်တွန်းတယ်အဲဒါကိုလည်း NLD ဘက်ကရက်မရွှေ့ဘဲနဲ့အထင်ကရောလှုပ်တယ်ခြေလန်းနေပြတ်နေပြီပေါ့ဗျာခြေလန်းနေမမှန်တော့ဘူးပေါ့အဲ့ဒီမှာ ဆရာဦးခွန်အောင်စီကကျွန်တော်ကိုဒီမီဒီယာအင်တာဗျူးပြောတဲ့အခါကျတော့ဒီတာဝန်ရှိသူတွေကိုဗာပြောလဲဆိုတော့နိုင်ငံရေးသမိုင်းမှာအမဲကွက်ကြီးထင်ကြံခဲ့အောင်တော့မလုပ်ပါနဲ့လို့ပြောတာเนาะဒါပေမဲ့ဆရာဦးခွန်အောင်စီရဲ့ပြောဆိုမှုကိုပြည်ဖြတ်မိစ္ဆာတွေကနားမထောင်ပါဘူးအလေးမထားပါဘူးနိုင်ငံရေးသမိုင်းမှာအမဲကွက်ကြီးကမှတကယ့်အမဲကွက်ကြီးအကြီးထင်ကြံအောင်ကိုလုပ်သွားတယ်အဲ့ဒါကြောင့်ဒီနေ့ဒီချိန် တည်ငြိမ်အေဂျင့်အတွက်အဓိကတာဝန်ရှိတဲ့ရဲတပ်ဖွဲ့ကလည်းဒီအကြမ်းဖက်လှုပ်ရှားမှုအကြမ်းဖက်လှုပ်ရှားမှုနဲ့ဆက်ဆက်တဲ့မြေရောက်လှုပ်ရှားမှုတွေကိုကင်တွယ်ရမှာအပေါ်ရော်တာမျိုးမဖြစ်ပါစေနဲ့တမိုင်းမှာရဲတပ်ဖွဲ့အပေါ်ပြစ်တင်ပြောဆိုစရာတွေဖြစ်အောင်တော့မလုပ်ကြပါနဲ့ဒီလိုလှုပ်ရှားမှုတွေကိုဆုတ်ရှားပြီဆိုရင်ရှားဖွေဖော်ထုတ်နှိမ်နှင်းဖို့ကတာဝန်ရှိတယ်အဲဒါမျိုးလေးတော့တိုက်တွန်းခြင်းပါတယ်ဒါကတော့ပြုသဘောဆန်ဆန်ကျွန်တော်ဆွေးနွေးပြောဆိုခြင်းဖြစ်ပါတယ် နောက်ထပ်သတင်းပုဒ်ကတော့ကျွန်တော်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စကိုပဲအဓိကဆောင်းပေးပြောလိုခြင်းဖြစ်ပါတယ်။အဲကျွန်တော်တို့အစောပိုင်းကဗဟန်မြို့ပေါ်မှာဗဟန်မြို့မှတ်နေရက်ွက်မှာဒီစိုက်ထူထားတဲ့ဒီခံမျိုးပါတီကကိုယ်တိုင်လောင်းနေရဲ့ဆိုင်းဘုတ်တွေဖြက်စီးခံရတာမျိုးဖြစ်တယ်။အဲ့ဒီမှာဖြက်စီးသွားတဲ့ကောင်တွေကိုဖမ်းဆီးရမိတယ်။အလားတူပဲတခြားသောမြို့နယ်တွေမှာလည်းဒီခံမျိုးပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်တောင်းတွေရဲဆိုင်မှုတွေကိုဖျက်ဆီးနေတာမျိုးတွေရှိတယ်။ဒါကတော့နီပိန်းနေပြန်เนาะအဲဒါကြောင့်ကျွန်တော်ကပြောတာထာဝရအဖြတ်သမားများနီပိန်းများဒီထာဝရအဖြတ်သမားများတိုင်းပြည်ကိုဘလို့ပင်ကောင်းအောင်လုပ်နေလုပ်နေအဲသူတို့စန္ဒာနဲ့မကန့်ညင်အဖြတ်အမှောက်လုပ်ဖို့ပဲเนาะအဲသူတို့အာဏာရတော့တိုင်းပြည်ပြည်ပြဘာလုပ်လဲဆိုတော့လုပ်ပြစရာမရှိဘူးအဲသူများလုပ်နေရင်လည်း လက်မခံဘူးအဲ့ဒီလိုပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်ကထာဝရအဖြတ်သမားလို့ပြောတာအဲ့တော့ဒီဒီခံမျိုးပါတီကကိုယ်တိုင်လောင်းနေရဲ့မဲဆွဲဗန်နိုင်းဆိုင်မှုတွေဖြက်စီးခံနေရမှုအခြေအနေမှာဆိုရင်ကြောက်တမ်းမျိုးနဲ့တရားမျိုးအမှတ်1 234ရက်ွက်တွေမှာထောင်ထားတဲ့ဒီဒီခံမျိုးပါတီကလွှတ်တော်ကိုယ်တိုင်လောင်းနေရဲ့ဆိုင်မှုတွေကိုဖြက်စီးခြင်းခံရတယ်အဲ့ဒါကစတေးရနေကဆိုတော့မနေကပေါ့ဗျာနော် အဲ့ဒီဖြည့်စည်ခံရမှုအခြေအနေကတရားမျိုးမှလမ်းနဲ့အနော်ရထာလမ်းတောင်တရားမျိုးမှဇေနီတရားမျိုးအမှတ်၄ရပ်ကွက်မှာ ထောင်ထားတဲ့အလျား၁၀ဘီအနက်9ဘီရှိတဲ့ပနိုင်ပိုစတာစိုင်းဘုတ်တွေကိုနိုမလာ၁၂ရက်နေ့မနက်9နာရီခွဲမှာစိုင်းဘုတ်ရဲ့အောက်ပိုင်းအနက်2ဘီ6လက်မကန်အလျား၈ဘီကန်ဖြည့်စည်ခံခဲ့ရတယ်။ဒါရန်ကုန်တိုက်ဘက်ကပြည်ခံမျိုးပါတီကတရင်ထုတ်ပြန်ထားတာပေါ့ဗျာနော်။ဆိုတော့ဒီလိုအဖြတ်သမားတွေလည်းရှိနေတယ်။ ဒါလေးလဲကျွန်တော်အထက်မှာဆွေးနွေးတင်ပြခဲ့သလိုပဲနီပိန်များတိထောက်ရအပြတ်သမားများနီပိန်တော်တော်များများပြည်ပဖို့ထွက်ပြေးသွားပြီတိုးတော့အဲ့ဒီပြည်ပြေးတွေရဲ့မိုင်းမိနေတဲ့နီပိန်တွေကလည်းကျွန်တော်တို့တိုင်းပြည်ထဲမှာအများကြီးကြံသေးအစိုးရပေါ်ပြာနော်ဒါကမြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှာရဲတပ်ဖွဲ့ကထိန်းသိမ်းရမယ့်တာဝန်တွေကကြီးလေးတယ်လို့လည်းပြောလို့ရပါတယ်ဘာလို့လဲဆိုတော့အဖြတ်သမားတွေကများလွန်းတော့ဘူးရဲတပ်ဖွဲ့အင်အားနဲ့နှိုင်းဆက်ကြရင်အဖြတ်သမားအင်အားကများတယ် အဲတော့အထူးကိပြုကြပါအဖြတ်သမားထာဝရအဖြတ်သမားကတော့ထာဝရအဖြတ်သမားပါပဲတည်ငြိမ်အေဂျင့်ရေးအတွက်ဆောင်ရွက်တဲ့သူတွေကလည်းပို့ပြီးတော့ဖိဖိစီစီနဲ့ဒီရေကောက်ပွဲကို နောက်ဆက်ဖြတ်စီမဲ့ဘေးအန္တရာယ်တွေကိုတားဆီးကြရမှာဖြစ်ပါတယ်နောက်ထပ်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စကိုပဲကျွန်တော်ထပ်ပြီးတော့တင်ပြရရင်ပြည်ပြည်ဝရံပြည် ဒီဖြတ်မိစာတွေရေးသားဖို့ပြနေတဲ့လန်ကျုပ်တည်င်းနေပေါ့ဗျာလန်ကျုပ်တည်င်းနေဆိုမှဆိုရင် ခွေးဝဲစားတလွန်ဆောင်ထက်ရဲ့ခစ်တက်မီဒီယာကဘလောက်တိအောင်ဗယံပရာရေးလဲဆိုတော့ဗျာဒီဗယံပရာရေးသားချက်ကြီးရတော့ဗျာအန်ဟောလောက်ပါပြီတယ်ပေါ့ဗျာသူကကိုကိုကျွန်းမြို့မှာဒါတို့ပြည်ပြည်တွေကဒီလက်ရှိနိုင်ငံတော်ဝန်ထမ်းဆောင်နေတဲ့ပုံကူတွေဆိုရင်ဥရောင်တက်မကြီးတော့ဘူးပေါ့ဗျာသူတို့ကညိုစောတို့ပါတို့ပေါ့ ကိုကိုကျွန်းမြို့မှာညိုစောကိုမဲပေးရန်ဟုဆိုကားတဲ့တာသမီပိုင်ကုမ္ပဏီများမှဝန်ထမ်းများကိုလာစားအပြည့်နေစားစေရင်ဖြင့်ကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့ခိုင်းတယ်နော်အဲ့ဒီလောက်ထိဗျံပရာလောက်ကြံဖန်ပြီးရေးသားတယ်ပေါ့ဗျာအဒီကလူတွေကတော့အဲ့ဒီလိုအခြေအနေမျိုးစဉ်းစားမိမှာတော့မဟုတ်ဘူးသို့တော့ပြည်ပြည်ဝရံပြည်ပြည်ဖြတ်မိစာတွေကတော့ဒီကွန်ပျူတာရှေ့မှာထားပြီးတော့ဘယ်သူကိုဘယ်လိုဖုတ်ရမလဲဘယ်သူကိုဘယ်လိုမဟုတ်မမှန်ရေးသားဖော်ပြဖြန့်ဝေရမလဲ အဲ့ဒီလုံးကြံဖန်ဒီရေတာဖြန့်ဝေမှုတွေကိုနီပိန်းတွေကဖတ်တဲ့အခါကျတော့အဟုတ်တကယ်ကြီးထင်တာအဲ့ဒါကပြဿနာပေါ့ဗျာနော်အဲ့နီပိန်းတွေကအဲ့ဒီပြည်ပြည်ဝရံပြည်တွေလုံးကြံဖန်ဒီရေတာနေတာတွေကိုလည်းလုံးကြံဖန်ဒီရေတာမှမတည်ဘူးအဲ့ဒါကြီးတွေကိုအဟုတ်ကြီးတွေလုံးဝပြီးတော့သူတို့ပါဇက်ဖြန့်မှပြောဆိုအဲ့ဒါမဟုတ်မမှန်နေလောက်ကြံဖန်ဒီပြောဆိုခြင်းကြောင့်အတိဒုက္ခတွေရောက်နိဗ္ဗိန်တွေကသာဝရအဖြတ်သမားเนาะသာဝရအဖြတ်သမားမှာ မဖြစ်ကြပါသေးနဲ့ဒီရပိုင်းတွင်းမှာဗိုလ်ချုပ်စောမင်းတို့ကလည်းထုတ်ပြန်ပြောဆိုထားတာရှိတယ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အဲရွေးကောက်ပွဲဆိုတာပြည်သူလူထုကောင်းကျိုးအတွက်အမြန်ဆန်ဆုံးပေါ်ဆောင်ပေးနိုင်တဲ့စနစ်တစ်ခုဒီလောက်ထိအောင်ပြောထားတယ်ပေါ့ဗျာနော်အဲဒါကိုလည်းပြန်ပြီးတော့တွက်ဆကြည့်ပါဗျာကျွန်တော်တို့2030 2015လွတ်တော်ခင်းခြင်းဒါသမရာကြီးဦးသိန်းစိန်ဦးဆောင်တဲ့ပြည်ခံပြိုးအစိုးရတွတ်တော်တခြားသောပါတီအဖွဲ့အစည်းတွေကလွတ်တော်ကိုယ်စားလှယ်လောင်းနေလွတ်တော်တွေမှာ ဆွေးနွေးတင်ပြတဲ့တိုက်တွန်းတောင်းဆိုတဲ့အစိုးရကဖြေလျှော့ပေးတဲ့နောက်ဖြေလျှော့ပေးတဲ့လှုပ်ဆောင်ပေးတဲ့နောက်လှုပ်ဆောင်ပေးတဲ့ပြည်သူတွေရဲ့လူလာချက်တွေမြန်မြန်ဆန်ဆန်အကောင်ထဲပေါ်တာပေါ့ဗျာဒါကအပြုသဘောဆန်တဲ့လမ်းပဲဒီလမ်းကမှမလျှောက်ချင်ဘူးဆိုရင်တော့အဖြတ်သမားပဲဒီလားရှင်းရှင်းလင်းလင်းပဲပြောရအောင်အဲကျွန်တော်ဒီရပိုင်းအတွင်းမှာပြင်းဦးလင်းမျိုးဘက်ကိုသွားတဲ့အခါကျတော့ရခိုင်ကနိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ကြီးတယောက်ပေါ့ဗျာနော်ဒီဆရာတော်ကြီးဒီကူဆရာတော်ကြီးရဲ့တရားတွေကစကား စကားစုလေးတစ်ခုကိုထုတ်ပြီးတော့ထုံထုတ်ပြီးတော့ပြောဆိုတယ်။ကျွန်တော်တို့ကအညစ်အကြေးဆိုရင်ရေနဲ့စေကြောတန့်စင်ရတာဟုတ်။ဆရာတော်ကြီးဟောတဲ့တရားတွေမှာတဲ့။ရေနဲ့စေကြောလို့မရတဲ့အညစ်အကြေးတွေလည်းရှိတယ်။အဲဒီလိုပေါ့ဗျာနော်။ကျွန်တော်ကအဲ့ဒါကြောင့်အမှုပညာရှင်တွေကိုလည်းကျွန်တော်ရည်ရွယ်ပြီးတော့ပြောတာခင်ဗျားတို့ရဲ့အညစ်အကြေးတွေကိုခင်ဗျားတို့ကစေကြောရမှာခင်ဗျားတို့လှုံ့ဆော်ခဲ့ခြင်းကြောင့ အပြစ်မဲ့လူငယ်တွေများစွာများစွာတည်ဆုံခဲ့ရတယ်။ထိခိုက်နေတာဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်။နိုင်ငံဝန်ထမ်းတွေဘဝပြတ်ခဲ့ရတယ်။အဲ့ဒါတွေကိုခမရတို့ကစေကြောမှာခမရတို့အခုချိန်ထိကိုကိုကို မားတယ်လို့ဝန်ခံပြောဆိုရကောင်းမှမသိသေးဘူး။ခမရတို့ကကိုအညစ်အကြေးကိုကိုစေကြောရကောင်းမှမသိ။အဲ့ဒါတွေကရေနဲ့ဆေးလို့မရဘူး။အများပြည်သူရှိမှဝန်ခံလိုက်ရမှာချပြလိုက်ရမှာကျွန်တော်တို့ဒီလူငယ်တွေကိုဒီလိုလှုံ့ဆော်ပြီးတော့ အကြံဖတ်လမ်းစဉ်ပေါ်တွန်းပို့ခဲ့တာမှားပါတယ်ဗျာအဲ့တော့မှပြည်သူရှိကိုမျက်နှာရဲရဲပြရဲမှာအဲကျွန်တော်တို့ကလိပ်ပြလုံးလေကျွန်တော်တို့ကနီပိန်းတွေကိုတေးပါစေဆိုတဲ့စိတ်နဲ့လုံနေတာမို့နီပိန်းတွေကငါနဲ့မတူငါရန်သူလိုက်ပြီးရန်ပြုနေလို့အကျံဖတ်သမားအဖြစ်သတ်မှတ်ထားတယ်အကျံဖတ်သမားဆိုရင်တိုင်းဖြတ်ပြည့်ပြတ်လုံးနေတဲ့ကောင်ဆိုရင်နှိမ်နေရမယ်အဲကျွန်တော်အကျံဖတ်သမားကျွန်တော်တိုင်းဖြတ်ပြည့်ပြတ်လုံးနေတဲ့ကောင်ဆိုရင်လည်းကျွန်တော်နှိမ်နေအဲကျွန်တော်ကသူများနဲ့နှိုင်းပြပြောဘူးကျွန်တော်နဲ့ပဲနှိုင်းပြော အလူမင်းနေရာမှာကျွန်တော်ဆိုရင်ကျွန်တော်ကလူငိမ့်ပေးရင်တော့ကျွန်တော်မယူဘူးကျွန်တော်အမောက်ကိုကျွန်တော်ထောင်ထဲမှာဆက်ပါမယ်တဘောကိုပြောပြရအောင်နော်ဒါကျွန်တော်ကိုလူမင်းကိုတိုက်ခိုက်လို့ချင်းစော်ကားလို့ချင်းလည်းမရှိပါဘူးအခုအချိန်မှာအပြူတဘောဆန်ဆန်လမ်းကြောင်းကိုရှောက်မယ်ဆိုရင်ရှောက်ပါเนาะအဲ့တော့မိမိတို့လုတ်ခဲ့တဲ့အညစ်အကြေးကတိုင်းပြည်မှာတွေးစွန်းခဲ့တာလीအဲ့ဒီလိုအညစ်အကြေးတွေအခုယနေ့လမ်းနောက်ကိုင်းလမ်းစဉ်အကြမ်းဖက်လှုပ်ရှားမှုတွေကိုရောက်နေတဲ့လူငယ်တွေဆိုလဲသူတို့ရဲ့အညစ်အကြေးကိုရေနဲ့ဆေးလို့မရဘူးလीအ သူတို့ကိုယ်တိုင်ဝန်ချတောင်းပန်သူတို့ရဲ့ရာဇဝမှုတွေကိုသူတို့ခံစားကုန်နဲ့ဆက်မှာရမှာအဲကြောင့်ဆက်ပြီးတော့မိုက်လုံးထွားနေတဲ့ဟာတွေဆိုရင်တော့ကျွန်တော်တို့ကအပြုသဘောဆန်ဆန်လမ်းကြောင်းပေါ်ကိုဆွဲခေါ်တာလုံလောက်တဲ့အခြေအနေမျိုးဖြစ်သွားပြီမိုက်လုံးထွားရင် မိုက်လုံးထွားသည့်အလျောက်တိုင်းပြည်မှာကိစ္စရတိုင်းမှာဥပဒေတွေရှိတယ်နေဥပဒေတွေရှိတယ်လုံထုံလုံနည်းတွေရှိတယ်လောက်ရမှာ လုပ်ဖို့အပိုင်းမှာနှီးကွေးနေတာပြက်ကွက်မှုတွေဖြစ်နေတာနော်လက်နက်ကအကြံဖတ်ဖွဲ့တွေ MNDA DNLA AA KNU အကြံဖတ်အဖွဲ့ဖြစ်ကြီးညာပြီးပြီနော် KIA ကြီးညာမှာစကိုင်းတိုင်းစကိုင်းတိုင်းကလူတွေကသူတို့တန်တရေကိုရောက်သွားရင်စကိုင်းတိုင်းလို့ပြောလို့မရတော့ပြာပုံတိုင်းကလာတဲ့သူတွေလို့ပြောရတယ်အေးစကိုင်းတိုင်းပြာပုံဖြစ် KIA လက်ချက်ပဲလीအ ်ခင် KIU ဒီတိုင်းထားလို့မရပါဘူးကျွန်တော်ကထပ်ပြီးတော့တောင်းဆိုတယ်ထပ်ပြီးတော့လည်းတာဝန်ရှိသူတွေကိုတိုက်တွန်းပါတယ် KIU ကိုအကြံဖတ်အဖွဲ့ဖြစ်ကြညာပြီးတော့နှိမ်နင်းဆောင်ရွက်ပေးပါเนาะဒီ KIU ဟာတည်ရန်စတာအများဆုံးရတယ်သူစီကလက်နက်ခဲရန်တွေကပဲဒီလက်နက်ကရင်ချက်ဖတ်တောင်းကျမ်းသူတွေလက်ထဲကိုပြန့်နှံ့ပြီးတော့ဒတိုင်းပြည်လုံးတေပွဲဝင်ရတဲ့အနေအထားမျိုးဖြစ်ခဲ့ခြင်းကြောင့် KIA ကိုလည်းအကြံဖတ်အဖွဲ့ဖြစ်ကြေညာပြီးတော့ နေနှင်းဆောင်ရွက်ပေးပါလို့ထပ်ဆင့်တောင်းဆိုရင်းဒီကနေ့ကျဆွေးနွေးတင်ပြမှုကိုညီကုန်းချုပ်ပါတယ်ဗျမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများပြေဝကြပါစေအကျံဖတ်ပေးရတဲ့အများကနေကင်းဝေးကြပါစေလာမယ့်ရွေးကောက်ပွဲကြီးမှာမိမိတို့ကရွေးချယ်တဲ့အခါတိုင်းပြုပြည်ပြုလုံးမဲ့ပါတီဒီအကျံဖတ်နှိမ်နှင်းရေးကိုအလေးထားပြီးတော့လှုပ်ဆောင်မဲ့ပါတီအကျံဖတ်လှုပ်ရှားမှုပပပြောက်အောင်ဆောင်ရွက်ပါမယ်ဆိုတဲ့ပါတီဖွဲ့စည်းမျိုးတွေကို ရွေးချယ်ပြီးတော့မဲပေးတင်ပါတယ်ဆိုတာလေးကိုထဲသွင်းအကြံပြုရင်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်